ရန်လူနေကိုပြန်လဲရောက်ရှိလာနေတဲ့ဘလူနီယောဆူရှင်တွမ်ဘီလီပြင်းတဲ့ကျပွင့်တက်စစ်ကစားမဘလူနီယောဆူရှင်တွမ်ဘီလီကသူ့ကစားမဘွားတခြားလို့ရင်ဆိုင်ခဲ့တဲ့ပြဿနာအောင်ဖြစ်တဲ့ဒဏ်ရာသားကောင်ဖြစ်ပြန်လဲရောက်ရှိလာနေပြီဖြစ်ပါတယ်။မကြာသေးမီကဘာယန်မြူနစ်တင်းကိုချုံရင်းခဲ့တဲ့ချန်ပီယံလိဘွဲ့စင်မှာတွမ်ဘီလီကဒဏ်ရာရရှိသွားခဲ့တာကြောင့်လူစားလက်ခံခဲ့ရပါတယ်။သူအရင်ရရှိခဲ့တဲ့ဒဏ်ရာကောင်တွေပြန်လဲထပ်သလာပြီးတပတ်ကြာမှပဲဒဏ်ရာထပ်မံရရှိသွားခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးထက်တဲ့လေးဒဏ်ရာရရှိမှုတွေက PLG တင်းရဲ့ DRC ရီမန်းချက်တွေအတွက်ကြီးကျယ်ဆိုးရင်စရာတစ်ခုဖြစ်လာစေခဲ့ပါတယ်။ ဒီရည်စတဲ့ချိန်ကလေးကဒမ်ဘလီရဲ့ကစားချိန်ကအလုံးနဲ့ပါနေပါတယ်။လက်ရှိချိန်ဒီကိုးပွဲလာကစားပေးထားရပြီးမီနီယာဖြစ်လေးရကျော်သာကစားရသေးတာလည်းဖြစ်ပါတယ်။ပြည်ကြီးတင်းတင်းနဲ့သူ့ကိုပွဲစဉ်တိုင်းမှာအားကိုးလို့ပေမဲ့ဒီလိုမျိုးဒဏ်ရာပြဿနာတွေကြောင့်မဖြစ်နိုင်ခဲ့ပါဘူး။ဒီရည်စီမှာဒါကသူ့အတွက်ဒုံးချိန်မြောက်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။အရင်တော့ဒဏ်ရာပြဿနာတွေကြောင့်အနာယူခဲ့ရတာတွေရှိလို့ပရိသတ်တွေကမှဆေးရုံအုပ်ကြီးလို့တောင်ခေါ်ခံခဲ့ရပါပြီ။အခုလိုမျိုးဒဏ်ရာပြဿနာတွေထက်တလဲလဲဖြစ်ပေါ်လာတာကအရင်ကဆေးရုံအုပ်ကြီးပြန်ဖြစ်တော့မလားမသိဘူးလို့ပရိသတ်တွေကစိုးရိမ်နေကြပါတယ်။ဒါပြင်အဲ့ဒီဒဏ်ရာတွေကဒွန်ဘလီရဲ့ယုံချင်မှုနဲ့ပွဲကစားပုံကိုပါထိခိုက်စေပြီးအတင်းရဲ့အင်အားကိုကျဆင်းစေပါတယ်။ သူတို့ကြက်ကမပြေဝဘူးဆိုရင်တော့တိုက်စစ်ပိုင်းရဲ့ဖဏိတိုက်စွမ်းကများစွာရောကြသွားမှာတေးကြပါတယ်။ဂမီလီကပြီးခဲ့တဲ့နေ့ကဘလူနီယိုစုကိုရရှိပြီးတဲ့နောက်ပိုင်းမှာသူရဲ့ဆွမ်းဆောင်ရည်ကတိတိတတ်တာကြာဆင်းသွားခဲ့တာကိုတွေ့ရပါတယ်။ဘလူနီယိုစုရရှိပြီးတဲ့နောက်ပိုင်းမှာသူကကောင်းကောင်းမကစားနိုင်တော့တာကိုမြင်တွေ့ရပြီးပြီးရရည်တော်အောင်လို့တန့်ခိုက်မှုပေါ်ရောကစားပုံပိုင်းမှာအကောင်းဆုံးချိန်မှာမဟုတ်တော့တာကတေးကြပါတယ်။ဝေဖန်သူတွေကတော့ဘလူနီယိုစုရကျင်လို့ကိုတန့်ခိုက်မှုအပိုင်းကပါအကောင်းငယ်ပုံပဲလို့လောင်းပြောင်းတန်းနေထွက်ပေါ်နေပါတယ်။ဒီရည်ပြမောင်းစုတင်ဒေယံရရှိခဲ့ခြင်းတော့ဆိုရင်ရပ်ပေါင်း၄၀နားယူခဲ့ရပြီးထောက်ပွဲထိလွှဲချော်ခဲ့ရတာဖြစ်ပါတယ်။ ဒီလိုမျိုးဒီကဇာမတူပွဲဆက်တိုက်လွဲချိုရတာက PSG တင်းရဲ့ဘလာဂျီမန်ချက်တွေပေါ်တိုက်ရိုက်တက်ရောက်မှုရှိနေပါတယ်။ Usman Dembele ရဲ့ဒဏ်ရာပြဿနာတွေက PSG တင်းအတွက်ကြီးမားဆုံးဆွေးရည်စရာဖြစ်လာနေပါတယ်။ကလပ်တင်းကသူ့ကိုအားကိုးပြီးခေါ်ယူထားတာဖြစ်ပေမဲ့ဒဏ်ရာတွေကြောင့်ကွင်းထဲမှာပုံမှန်ခြေစွဲမြင်တွေ့ရဖို့ခက်ခဲနေပါတယ်။ ူတာရင်ကလို့ဒရယာနေမကြာခဏရတဲ့ဒမ်ဘလီလိုဖြစ်လာခရင် PSG တီးအတွက်စိုးရိမ်စရာဖြစ်လာမှာပါ။နီရာဖွန်နဲ့စီမန်ဆန်ရအဖွဲ့အနေနဲ့ဒီထက်တလဲလဲဖြစ်တဲ့ဒရယာပြဿနာကိုဖြေရှင်းနိုင်မယ့်နည်းလမ်းကိုအများဆုံးရှာဖွေရမှာလည်းဖြစ်ပါတယ်။ဒါပေမဲ့ဒရယာကြောင့်ဂဇမားရဲ့စစ်တပိုင်းဆိုင်ရာတိကျမှုတွေလည်းရှိနိုင်ရတဲ့ကြောင့် PSG တီးအတွက်ဒမီလီကိုကာယာပိုင်းရောစိတ်ပိုင်းမှာပြန်လဲထူထောင်မှုကအရေးကြီးဆုံးစိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်။ဒမီလီရဲ့ရည်စည်ချက်ခံမှုမတင်ငင်သေးသေးတဲ့ PSG တင်းက BT ဖြစ်ရင်းလေးနဲ့ချန်ပီယံလိဂ်တွေမှာခက်ခဲတဲ့ရာသီကိုရင်ဆိုင်နေရအောင်မှာလည်းဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ကတော့အမှားကိုချက်ပြတ်ပြီး